皆さんこんにちは。アロマミグラバー DVD လေးမှာက entry ရဲ့ဒီ reading ပုတ်တူပုံစံတမျိုးလေးပေါ့เนาะအဲ့ဒါလေးကိုဖတ်ပြသွားချင်ပါတယ်။ဒါဆိုရင် reading ကိုဖတ်မယ်ဆိုရင်မိကိုဖတ်မယ်เนาะ။ရှိချင်နိုင်ရောတို့အတေးရုံတော့ဒိုရီကတဲ့ဒီ ရှင်းကြီးဆိုတဲ့ညွန်ကြားချက်ပေါ့နော်ဒီညွန်ကြားချက်အချက်လက်တွေနေတဲ့ကိုက်ညီနေတဲ့အရာကဘေးဟာလေတဲ့ဒါဆိုရင်ကျမတို့ကမိကုန်းကိုဖက်လိုက်တဲ့ချိန်မှာအပေါ်ကဟာညွန်ကြားချက်ဆိုတဲ့အတိုင်းဘာလို့ပါဘာလို့ပါဆိုတဲ့စာပိုက်လေးလာမယ်ပေါ့နော်အဲ့လိုလေးကိုတစ်ချက်လေးစဉ်းစားထားမယ်ပေါ့နော်ဒါဆိုရင်အပေါ်ကစာပိုက်ကိုဖတ်မယ်ဆိုရင်တော့ Raishu no suiyobini AB class go do de jukkyo ga aru no de isu no idu wo suki no yoni okuratte kudasai de နောက်အပတ်မှာတဲ့နောက်အပတ်ရဲ့ဗုဒ္ဓဟူးနေ့မှာတဲ့အင်းနဲ့ဒီအခန်းနှခန်းပေါ့နော်စုပေါင်းပြီးတော့မှအတန်းလေးရှိမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီထိုင်ကုံလေးတွေရဲ့ပြောင်းရွှေ့ခြင်းကိုအောက်ပါအတိုင်းဆောင်ရွက်ကြပါတဲ့အဲ့ဆိုရင်ထိုင်ကုံရဲ့ပထမဆုံးဒီတစ်ချောင်းမှာပြီးလိုက်ရမှာကထိုင်ကုံရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့မှလောက်ပါဆိုတဲ့ဒီရှိကြည့်ပေါ့နော်

B အခန်းကထိုင်ခုံတွေကို A အခန်းကိုပြောင်းဖို့အတွက်ဒီခွင့်ပြုချက်ကိုရယူပါတဲ့ဒါဆိုရင် my and no he ဆိုတော့ဒီဟာကဆွေးရောပြီးမှသူကြောက်အောင်မယ်သူရဲ့ my and no he ဆိုတော့ခါရောပြီးပေါ့ဒီအင်္ဂါနေ့မှာပေါ့နော်ဒီ Yamada ဆရာထံကို B ရဲ့အခန်းကထိုင်ခုံတွေကို A အခန်းကိုပြောင်းရွှေ့ဖို့အတွက်ဒီခွင့်ပြုချက်ကိုယူပါတဲ့ပြီးတော့ကျော်ခါဝ A だら B 教師その椅子の背に B と書いた紙を入ってくださいってဒီခွင့်ပြုချက်ရပြီဆိုရင်ねဒီဘေးအခန်းကထိုင်ခုံတွေလဲဆိုတော့ ီအခန်းကထိုင်ခုံတွေရဲ့နောက်ကျောမှာပေါ့နော်ဘီလို့ရေးထားတဲ့စာစာရွက်လေးတွေကိုကတ်ပေးပါတဲ့ဆိုရှတာကဂျူကျော်တိုချစ်စနောကိုဆန်ချူနီဘီကျော်ရှိစနောအစ်ဆိုဝဇမ်ဘူအေကျော်ရှိစနီဥစုしてください以上よろしくお願いしますそういえそうしたらエラピビそういえの住居当日の午前中ディティナンボのあたんろめ အဲ့ဒီရက်တိုးကြီးစုရဲ့မနက်ပိုင်းမှာ B အခန်းကထိုင်ခုံတွေကို A အခန်းကိုရွှေ့ပေးပါအဲ့ဒါဆိုရင် B အခန်းကထိုင်ခုံကို A အခန်းကိုရွှေ့ရမယ်ပေါ့အဲ့ဆိုရင်ပြောချင်တာကအဲ့ဒီရက်ဆိုတော့အဲ့ဒီဆွေရောပြီပေါ့နော်ဒီဆွေရောပြီရဲ့မနက်ပိုင်းမှာပေါ့နော်မနက်ပိုင်းမနက်ပိုင်းမှာ B အခန်းကထိုင်ခုံတွေကို A အခန်းကိုရွှေ့ပေးပါတဲ့ဆောင်ရွက်ပေးပါပေါ့နော်အထက်ကတည်းဆောင်ရွက်ပေးပါတဲ့အဲ့ဆိုရင်အချင်းချုပ်ပြောလိုက်မယ်ဆိုရင်တော့ဆွေရောပြီမှာ A နဲ့ B အခန်းပေါင်းစုပေါင်းနဲ့အတန်းလေးရှိမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှထိုင်ခုံတွေကို ရွှေ့မယ်ပေါ့နော်အောက်ပါတိုင်းဆောင်ရွက်ပေးပါအရင်ရက်မှာကပထမအဲ့ဒီဆွေးရောပြီးရှေ့ရက်ဆိုတော့ခါရောပြီးမှဒီရမရဆီမထန်ကနေ B အခန်းကထိုင်ကုန်တွေကို A အခန်းကိုရွှေ့ဖို့အတွက်ခွင့်ပြုချက်ယူမယ်ခွင့်ပြုချက်ရပြီဆိုရင် B အခန်းကထိုင်ကုန်တွေရဲ့နောက်ကျောမှာ B လို့ရေးထားတဲ့ဆောင်ရွက်လေးတွေကိုကတ်ပေးမယ်အဲ့ဒါနောက်နောက်ဆုံးမှာတော့နောက်ပြီးတော့အဲ့ဒီအဲ့ဒီအတန်းရဲ့မနှက်ပေါ့နော်အဲ့ဒီအတန်းရှိရဲ့မနှက်ရဲ့ မနေ့ပိုင်းလေးမှာ B အခန်းကထိုင်ကုန်လေးကို A အခန်းကိုရှုပ်ပေးပါတဲ့အဲ့လိုမျိုးလေးပြောထားတာပေါ့အဲ့ဆိုရင်ဒီမှာအဖြေသွားရွေးမယ်ဆိုရင်ဆွေယောဘီနိယမရာဆန်ဆေနိဣစုနိဆွေတေနောကျောခါဝမောရာဟုလေဒီမှာဆွေယောဘီဆွေယောဘီမှာဒီကွန်ပျူတာကိုယူရမှာမဟုတ်ဘူးအရင်ရက်ဆိုတော့ခါယောဘီမှာယူရမှာအဲ့ဆိုရင်ဒီမှာခါယောဘီဖြစ်ရပါလိမ့်နော်အဲ့ဒီမှာကျတော့ဆွေယောဘီဖြစ်နေတဲ့အတွက်ကြောင့်မို့လို့နံပါတ်1ကမှာတယ်ခါယောဘီနောကောဆန်ချူနိ A ကျောရှိဆုခါရ B ကျောရှိဆုအဣစုဝဣဒိုဆာဆေရူလေဒီခါယောဘီမှာ ခရုတ်ပြီးရဲ့မနက်ပိုင်းမှာ A A ကနေ A အတန်းကနေ B အတန်းကိုထိုင်ခုံလေးကိုရွှေ့ပေးပါတဲ့။ဒါဆိုရင်ဒီမှာခရုတ်ပြီးရဲ့မနက်ပိုင်းမဟုတ်ဘူး။အဲ့ဒီရက်ရဲ့မနက်ပိုင်းအဲ့ဒီတူကျော်ရှိတဲ့ရက်ရဲ့မနက်ပိုင်းဆိုတော့ဆွေရောပြီးတော့ကွန်ဆန်တူပြီးတော့မှဒီမှာကျတော့သူက B အခန်း B အခန်းကနေ A ကိုပြောင်းမယ်ဒီမှာကျတော့ A ကနေ B ကိုပြောင်းမယ်လို့လည်းပြောထားတယ်အဲ့ဒါကြောင့်မို့လို့ရက်လည်းမားတယ်ဒီဟာလည်းဒီအခန်းပြောင်းနေတာလည်းမားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့နံပါတ်2ကမားတယ်နံပါတ်3ကကျတော့ B ကျော်ရှိစနော်ဤစနော်ဆေနီ B တို့ခိုင်တာခါမီဝဟာရူတဲ့ဒီ B အခန်းကထိုင်ခုံတွေကိုထိုင်ခုံတွေရဲ့နောက်ကျောမှာ B လို့ရေးထားတဲ့စာရွက်လေးတွေကိုကတ်ပေးမိတဲ့သူလည်းဒီမှာပြောထားတယ်လေနော်ဒီမှာ B တို့ခိုင်တာခါမီဝဟာတေခူရာဆိုင်လို့ပြောတဲ့အတွက်ကြောင့်မို့လို့စံပန်ကဒီရှိကြီးနဲ့အိမ်ကြီးသွားတဲ့အဖြစ်ဖြစ်သွားတယ်ပေါ့နော်ဒါဆိုရင်ယူပန်းလေးကိုဘာကြောင့်မားတယ်စဖတ်ကြည့်မယ်ဆိုရင်က 合同除去が終わったらすぐに椅子を元の教室に戻すれて。スパウね、点々もの、スパウ。အတန်းပြီးသွားပြီဆိုရင်တော့ချက်ချင်းပဲထိန်ခုံတွေကိုငကိုမူလာအခန်းနှစ်ကိုပြန်ပြီးတော့မှထားမိတဲ့အဲ့ဒါကကြတော့ဒီမှာသူဆက်ပြီးတော့မပြောထောက်အတန်းပြီးလို့ရှိရင်ထိန်ခုံတွေဘလို့လောက်ပါဆိုပြီးတော့မှဆက်မပြောထားတဲ့အတွက်ကြောင့်မလို့ယွန်းပန်းကဒီရှိကြီးနဲ့လုံဝကြီးကို꿰ပြနေတယ်ပေါ့နော်ပြောမထားတဲ့အရာမလို့မှာတော့ရချင်းဖြစ်တယ်နံပါတ်1ကကြဆွေးရော်ပြီး ဟုတ်ဘူးခါရောပြီနံပါတ်2ကကျတော့ခါရောပြီမဟုတ်ဘူးဆွေးရောပြီဖြစ်ရမယ်ပြီးတော့မှ B ကနေ A ကိုပြောင်းရမှာပေါ့နော်အားကြောင့်မှာတော့ရချင်းဖြစ်တယ်ဒါဆိုရင်တော့ဒီပုံစံလေးနားလည်မယ်လို့ထင်ပါတယ်